တော်များများအိပ်ဆက်ချင်းဆိုင်ရာပြဿနာတော်များများတော့ကျွန်တော်တို့ကစိတ်ဖိစီးမှုများတာနဲ့ဆိုင်နေပေါ့နော်။ရမအိပ်ပဲနဲ့ဂိမ်းဆော့လို့တော့ရတယ်တကယ်ကလူရဲ့ကျွန်တော်တို့ဒီအုံနောက်ကသူကတောက်လျှောက် function အလုပ်လုပ်နေတာအလုပ်လုပ်တာဖြစ်သွားတဲ့အတွက်သူကမအိပ်ပဲမင်္ဂလာပါဒေါက်တာအောင်သူ blog မှပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်တို့ blog ကဘာအကြောင်းအရာလေးတင်ဆက်ပေးနေရလဲဆိုတော့သွားချက်မိုင်းနဲ့ပတ်သက်တဲ့ဘူသူတာတွေအထွေထွေချမ်းမိုင်းနဲ့ပတ်သက်တဲ့ဘူသူတာတွေနဲ့ personal development နဲ့ပတ်သက်တဲ့ဘူသူတာတွေအကြောင်းကိုနေ့စဉ် နက်9:00နာရီကနေတင်ဆက်ပေးနေရပါအဲ့တော့ဒီနေ့ကတော့ကျွန်တော်ကကျမ်းမာရေးနဲ့ဆိုင်တဲ့အိတ်ဆက်ချင်းပြဿနာအကြောင်းပြောပြပေးပါမယ်အဲ့တော့အိတ်ဆက်ချင်းပြဿနာကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုတော့ sleeping disorder လို့ခေါ်တာပေါ့နော်အဲ့တော့ကျွန်တော်အခုဝေမျှပေးမယ့်အကြောင်းအရာ sleeping disorder ဆိုတဲ့အကြောင်းပေါ့နော်အဲ့တော့ sleeping disorder မှာတော်တော်များများလူတိုင်းကြုံမှုကြမယ့်ဒါဒီပြဿနာလေးတွေပေါ့ ကျွန်တော်တို့ဒီမှာကျွန်တော်တို့အကြောင်းအရာလေးကျွန်တော်တို့၄မျိုးရှိတယ်ဒီကျွန်တော်တို့ဒီအိတ်ဆက်ချင်းရဲ့ပြဿနာမှာအဲပထမကတော့ကျွန်တော်တို့ကနံပါတ်၁ကနာမည်ပဲကျွန်တော်အရင်ပြောလိုက်မယ်နော် insomnia ရဲ့ကျွန်တော်တို့ sleep apnea ရဲ့ narcolepsy ရဲ့ပြီးတော့ parasomnia ရဲ့အဲနောက်ထပ်တစ်ခုအပိုအနေနဲ့ဆိုရင်တော့ကျွန်တော်တို့က hypersomnia ဆိုပြီးရှိတာပေါ့နော်အဲ့တော့၅ခုပဲမှတ်လိုက်ပေါ့နော်အဲ့တော့အဲ့ဒီအခု ပြောမယ့်အကြောင်းအရာလေးတွေကိုအခု တစ်ခုချင်းစီကျွန်တော်အသေးစိတ်ပြီးတော့ဘလို့ကိုကဘလို့ကာကွယ်လို့ရမလဲဘလို့ကုသလို့ရမလဲဒီနည်းတွေပါကျွန်တော်တခါတည်းပြောပြပေးမယ်ပေါ့နော်အဲ့တော့ပထမဆုံးအကြောင်းအရာကကျွန်တော်တို့က insomnia insomnia ဆိုတာအင်္ဂလိပ်လိုဆိုရင်တော့ကျွန်တော်တို့က difficulty in falling asleep ပေါ့တကယ်ပြောရရင်တော့နှစ်နှစ်ခြိုက်ခြိုက်အိတ်မပြောတာပဲလို့လည်းကူပြောရမှာပေါ့နှစ်နှစ်ခြိုက်ခြိုက်အိတ်မပြောဘူးဆိုတာကကျွန်တော်တို့အိတ်တာခတ်မယ်အိတ်ဖို့ကို ပြင်ဆင်လုလုံဆောင်ရတာခက်ခဲမယ်အိပ်ပြီးရင်လည်းခဏခဏပြန်နိုးမယ်အထားမို့တချို့ညတကောင်ကြီးနေနိုးနေတာပြန်အိပ်လို့မရတာမျိုးအဒီပြဿနာကိုကျွန်တော်တို့က insomnia လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီပြဿနာကကျွန်တော်တို့ကဘယ်လိုလက္ခဏာတွေနဲ့တွေ့ရတာလဲခုနကကျွန်တော်ပြောတယ်ညခဏခဏညခဏခဏနိုးတာမျိုးအဲတချို့ကြတော့ညအောင်ကောင်းကောင်းအိပ်မပြောပဲမနက်အစောကြီးတွေ နိုးနေရမျိုးပြန်အိတ်လို့မရတာမျိုးအဲ့တော့မနက်ထရင်ကျွန်တော်တို့ကခေါင်းမကြည့်တော့ဘူးမလန်းဆန်းတော့ဘူးအဲကျွန်တော်စိတ်တူလွယ်မယ်အဲဒါကသူ့ရဲ့ကျွန်တော်တို့လက္ခဏာတွေပေါ့အဲ့တော့သူ့ကိုဖြစ်တဲ့အကြောင်းရင်းတွေပေါ့အကြောင်းရင်းတွေဒီ insomnia ဖြစ်တဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ကကဖိန်းပါတဲ့ဓာတ်တွေအသုံးများတာဥပမာကဖိန်းပါတာဆိုရင်ကျွန်တော်တို့က coffee ပေါ့ coffee ပေါ့အဲ့ဒါကိုပြောရင် caffeine ပါတာ coffee လက်ဖက်ရည် အထာမျိုးတွေညာအိတ်ခန်ကြီးမှာတောက်ရင်ဖြစ်တတ်တယ်။နောက်ပြီးရင်သူကကျွန်တော်တို့ဖုန်းတက်ဘလက်အဲကျွန်တော်ကွန်ပျူတာတွေအကြည့်များတဲ့လူတွေမှာဒါအကြည့်များတယ်ဆိုတော့ကျွန်တော်ညာအိတ်ခန်ကြီးကြည့်တဲ့လူတွေမှာဒါဖြစ်တတ်တယ်ဖြစ်လေရှိတယ်ပေါ့နော်။ဒါကကျွန်တော်တို့ကဒါဟိုဖြစ်လေရှိတဲ့ဥစ္စာတွေပေါ့နော်။နောက်တစ်ခုကကျွန်တော်တို့က step များရင်ဒီကျွန်တော်တို့တော်တော်များများအိပ်ဆက်ခြင်းဆိုင်ရာပြဿနာတော်တော်များများတော့ကျွန်တော်တို့ကစိတ်ဖိစီးမှုများတာ ਨੇ ဆိုင်နေပေါ့နော်။အဲ့တော့ စိတ်ပီစီးမှုများရင်လည်းအဲကျွန်တော်တို့အခုပြောတယ် difficulty in falling asleep လို့ခေါ်တယ် insomnia ပြဿနာဖြစ်နိုင်တယ်အဲတချို့ကြတော့ခยีသွားတာအခยีသွားရင်ကျွန်တော်တို့ကဟိုပေါ့အိတ်ချိန်မမှန်တော့ဘူးပေါ့အဲအဲ့မှာတချို့ကြတော့လေအိတ်ရအပြောင်းလဲအဲအိတ်ရအပြောင်းလဲကြောင့်အိတ်မပြောတာအဲဒါကလေကျွန်တော်တို့ကဘယ်ထဲမှာပါလဲဆိုတော့ insomnia ထဲမှာပါတယ် အဲ့တော့ကျွန်တော်တို့ကဘယ်လိုကူးကြမလဲဘယ်လိုကူးကြမလဲဆိုတော့ဒါတွေအကုန်လုံးကတော်တော်များများကဟိုဒီဒီ sleeping disorder မှာဆရာဝန်မလို့ဘောနော်ကိုကကို manage လုပ်သွားလို့ရတယ်ကိုကကိုကူးလို့ရတယ်အလွယ်ဆုံးကတော့ကျွန်တော်တို့ကဒီ insomnia ဖြစ်ပြီဆိုရင်ကျွန်တော်တို့က insomnia ကျွန်တော်အခုပြောတဲ့လက္ခဏာမျိုးကြုံရပြီဆိုရင်ကျွန်တော်တို့က8ချိန်ကိုတတ်မှတ်ရမယ်8ချိန်ကိုတတ်မှတ်ရမယ်အဲကျွန်တော်ပုံမဲ့အနည်းဆုံး8ချိန်ကတော့9နာရီနဲ့10နာရီကြာထားအောင်ထားရမယ်ထုံးစံအဲတော့ဒီတော့ကျွန်တော်တို့ကမလုပ်မလဲဆိုတော့8ချိန်ဥမာညကိုကိုက 10နိုင်မှာအိပ်မယ်ဆို10နိုင်အမြဲတမ်းနေ့စဉ်10နိုင်အိပ်ပြီးရမယ်အမနက်ကိုပုံမှန်10နိုင်အိပ်ဆိုရင်ကျွန်တော်တို့ကဥပမာ10ဆိုတော့7စနစ်10နဲ့3 4 5 6အကြမ်းမြင်6နိုင်လောက်မှာထရတယ်ဆိုတာအေးဝရတယ်လို့ခေါ်တယ်အဲအဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်တို့ကအိပ်ချိန်ကိုတတ်တတ်မှတ်မှတ်ထားပြီးရမယ်အဲကျွန်တော်တို့ဘယ်အလေးချိန်ပဲလှုပ်လှုပ်ကျွန်တော်တို့ကကျွန်တော်အရင်ဗီဒီယိုဒီမှာလည်းပြောပြူတယ်နှစ်ပတ်နှစ်ပတ်လေးဟိုအမြဲတမ်း ဟိုတိုင်ပင်အချိန်မမှန်လေးတေချာလုတ်သွားရင်လူတယောက်ကနှစ်ပတ်ဆိုရင်ကျွန်တော်တို့ memory brain ရဲ့ memory ကသူကမှတ်ထားတယ်အဲ့တော့ကိုက10နိုင်ည10နိုင်မှာအမြဲတမ်းအိပ်ရာဝင်တယ်ဆိုရင်ည10နိုင်ရောက်ရင်အမြဲတမ်းအိပ်ချင်နေတော့မယ်အဲအဲ့လားကျွန်တော်တို့က brain ကို memory memorize လုပ်တာပေါ့နော် memorize လုပ်တာကလွယ်လွယ်လေးနှစ်ပတ်လောက်ကျွန်တော်တို့အချိန်ယူပြီးတော့အမြဲတမ်းကျွန်တော်တို့ဒီ practice လုပ်ပေးနေရင်ဒါ brain က memorize ဖြစ်သွားပြီးတော့ကျွန်တော်တို့ကညကို10နိုင်ဆိုရင်အမြဲတမ်း ဒါ8ချိန်လို့ဒါအုံနောက်ကတက်မှတ်လိုက်ပြီအဲ့တော့ကျွန်တော်တို့ကအမြဲတမ်း10နိုင်ဆိုရင်8ချိန်နေမှာပဲအဲ့တော့ကျွန်တော်တို့ကဒါအိယာဝင်တဲ့အချိန်ကိုတက်တက်မှတ်မှတ်တက်မှတ်တာအဲဒါဆိုရင်ကျွန်တော်တို့ကအိယာကိုစောစောဝင်ရင်ဒါနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့ကမနက်ဆိုရင်စောစောထပြီးစောစောနိုးပြီးအဲ့တော့ကျွန်တော်တို့ကစောစောနိုးပြီးဆိုရင်ကျွန်တော်ကမနက်နေအောင်ကြီးကိုကောင်းကောင်းထိလို့ရတယ်အဲကျွန်တော်တို့ဒီအေးဝအောင်အိတ်တဲ့အထဲမှာလဲကျွန်တော်ကဘာတွေပါလဲဆိုတော့ဒီမနက်နေအောင်ကြီးထိတာပါတယ်မနက်နေအောင်ကြီးဆိုတော့ကျွန်တော်တို့၈နာရီ55အထိနေပဲเนาะ ဟိုနေတဲ့ပိုင်းနေနေမဟုတ်ဘူးနေတဲ့ပိုင်းနေဆိုကျွန်တော်တို့က UV တွေပါလာပြီ UV ultraviolet radiation တွေပါလာပြီဆိုတော့ဒါကျန်းမာရေးတော့မကောင်းဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကမနဲ့နေအောင်ကြီးနုနုလေးတွေထိပေးတာဒါကကျွန်တော်တို့ကဒီဗိုက်တာမင် D ဓာတ်ရတယ်ဒီဗိုက်တာမင် D ဓာတ်ရတာအပြင်ကိုကျွန်တော်တို့အယိုးတွေဒီဗိုက်တာမင် D ဓာတ်ရတဲ့ဆိုအယိုးတွေကျန်းမာကြန့်ခိုင်းနေဒါအပြင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့အိရင်နှစ်နှစ်ခြိုက်ခြိုက်အေးဝအောင်အိတ်စီတယ်ဒီနေရတဲ့ကနေရဘယ်လောက်ထိဆွမ်းအားရှိတယ်ဆိုတာ သူ့ရဲ့ energy ပေါ့လူကိုလည်း energy ဖြစ်စေတယ်ဒီနေအောင်ကြီးနုနုနေထိလိုက်ခြင်းအပြင်မနက်တနေ့တာလုံးကျွန်တော်တို့ကမနက်တနေ့တာစပြီးတော့လုပ်ငန်းခွင်မှာလမ်းဆန်းနေမယ်အခါကကျွန်တော်တို့ကဒီအိတ်ချိန်နဲ့ကျွန်တော်တို့ဒီအိတ်ချိန်တတ်မှတ်တာရေနေအောင်ကြီးထိတာရေဒါကကျွန်တော်တို့ဒီ insomnia ကုတဲ့ထဲမှာပါတယ်ပေါ့နော်အဲပြီးတော့ညအချိန်ညအိတ်ခန့်နီးမှာကျွန်တော်တို့ကဖုန်းတက်ဘလက်လက်တော့အစားရှိတဲ့အလုပ်တွေကိုကျွန်တော်တို့က9ခွဲလောက်ကြိုဖြတ်ရမယ်ဥမာကျွန်တော်တို့က10နာရီအိတ်မယ်ဆိုရင်9ခွဲမှလောက်ထဲက ဒီဖုန်းတို့အဲကျွန်တော်တို့ဒီတက်ဘလက်တို့ TV TV လည်းပါတယ်ဂိမ်းဆော့တာလည်းပါတယ်ပေါ့နော် TV တို့ဂိမ်းဆော့တာတော့ဂိမ်းဆော့ရင်ညအိတ်လို့မရပဲညမအိတ်ပဲနဲ့ဂိမ်းဆော့လို့တော့ရတယ်တကယ်ကလူရဲ့ကျွန်တော်တို့ဒီအုံနောက်ကသူကတောက်လျှောက် function အလုပ်လုပ်နေတာအလုပ်လုပ်တာဖြစ်သွားတယ်ဆိုတော့သူကမအိတ်ပဲကျွန်တော်အကြောတချို့ဂိမ်းဆော့ပြီဆိုရင်ညတညာလုံးဆော့လည်းရတယ်မအိတ်ပဲနဲ့อืมဒါဒါထူးခြားချက်ပဲဒါလူရဲ့ဒါ brain ပေါ့အုံနောက်ကသူကမလုပ်ထားလဲဆိုတော့ ဒီအလက်ဖြစ်နေအောင်လှုပ်လိုက်သူလိုဖြစ်သွားတယ်အဲ့တော့သူကမအိတ်ချင်တော့ဘူးအဲ့တော့ကျွန်တော်တို့ကဖုန်း laptop tablet TV ဒီ electronic device တွေအားလုံးကို9ကွက်လောက်ကြိုပြီးတော့ကျွန်တော်တို့နားထားလိုက်ရင်ကျွန်တော်တို့ကျွန်တော်တို့9ကွက်လောက်ဘာလို့နားခိုင်းလဲဆိုတော့တန်းရက်ပြီးတန်းအိတ်လို့ရလားဆိုတော့လှဲလို့တော့ရပြီကျွန်တော်အိတ်ရပုံမှာဒါပေမဲ့စမ်းကြည့်လိုက်အိတ်ပြော်မှာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ရဲ့ဒီ radiation effect တွေကကျွန်တော်ဒီဖုန်းရဲ့ဒီ screen ရဲ့ resolution effect တွေကဖြည်းဖြည်းချင်းယော့ကြပြီးမှကျွန်တော်တို့ကဒါအိတ်ပြော်မှာ အထုံးစံပဲဗောနော်အဲ့တော့ဟို9ခွက်လောက်ကြိုလျှော့ထားရင်ဒါကျွန်တော်တို့ဒါ8ချိန်ဒါကောင်းကောင်းညသွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါလျှော့ထားလိုက်ပြီဆိုရင်နှစ်နှစ်ခြိုက်ခြိုက်ကျွန်တော်တို့အိပ်ပျော်သွားမှာပဲနောက်တစ်ခုကကျွန်တော်တို့ဒီလိုအခုခုနပြောလို့ပေါ့ဖုန်းတက်ဘလက်ဒါတွေသုံးပြီးကျွန်တော်တို့ဘာလုပ်လိုက်မလဲဆိုတော့စာအုပ်ဖတ်လို့လည်းရတယ်ညာအိတ်ခန်နီးအဲကျွန်တော်တို့စာအုပ်ဖတ်တာကလည်းကျွန်တော်တို့ဒီအိတ်တာကိုနှိမ့်နှိမ့်ချိုက်ချိုက်အိပ်ဖို့အတွက်အထောက်အကူအများကြီးဖြစ်စေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ အဲကျွန်တော်ဒါကျွန်တော်ကိုယ်တိုင်လက်တွေ့လောက်တာဗောနော်ကျွန်တော်တို့ဆိုရင်ကျွန်တော်ဆိုရင်ဖုန်းကဲတက်ဘလက်ဒါကျွန်တော်လက်တော့တစ်ခါလေးကြည့်တယ်တစ်ခါလေးကျွန်တော် TV ကြည့်တယ်အဲကျွန်တော်ကတော့ဟို TV ကြည့်ရတာလည်းတဘောကြတယ်အဲ TV ကြည့်ပြီဆိုရုပ်ရှင်အောင်လို့ဟိုလိုတေးချမီးတွေပါပိတ်ပြီးအေးသေးကြည့်တာဗောနော်အဲ့တော့ဒါတွေ screen time ကျွန်တော်တို့ကပြီးပြီဆိုရင်ကျွန်တော်မပါလို့လဲဆိုတော့ဒီအိတ်တဲ့အချိန်ကြရင်ချက်ချင်းမအိတ်ချင်တော့ဘူးထုံးစံကအဲ့တော့ကျွန်တော်ကမပါလို့လဲဆိုတော့စာအုပ်လေးဖတ်တဲ့အကျင့်လေးဗောစာအုပ်လေးတနေ့ကို9ခွက်လောက်ဖတ်လိုက်ရင်တခါလေး9ခွက်တော့မကြအောင်လူက ဆိုတော့စာဟုတ်ဖတ်နေနေ15မိနစ်လောက်ကြာတာနဲ့ကိုကျွန်တော်တို့အိတ်ချင်လာတာမျိုးရှိတယ်အဲဒါကတော့ကျွန်တော်တို့အိတ်ခန်းဒီမှာစာဟုတ်ဖတ်တာပေါ့ဒါကောင်းတဲ့အလေထားတွေမှာပါတယ်အဲနောက်တစ်ခုက insomnia ကိုထပ်ဖြစ်စေတာကျွန်တော်တို့ကအိတ်ခန်းဒီအစားတွေအများကြီးစားတာအိတ်ခန်းဒီအစားတွေအများကြီးစားတာအစားတွေအများကြီးစားတော့ကျွန်တော်တို့ကရင်ပြင်းရင်ကယ်ဖြစ်ပြီးတော့လူကမအီမတာဖြစ်မယ်အဲ့တော့ဒီကျွန်တော်တို့အိတ်ချိန်ကိုကျွန်တော်တို့အနောက်ရှက်ပေးနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီ ရင်မြင့်ကြီးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအစာအိမ်ကဘာဖြစ်နေရပြီလဲဆိုတော့အလုတ်အရန်လုတ်နေရပြီဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်ရဲ့ response ကိုကကျွန်တော်တို့အုံနောက်ကိုလှုပ်ဆော်ပေးတယ်ဒါအိတ်တာကိုကျွန်တော်တို့သွားပြီးတော့တားမှာအဲ့လိုဆိုတော့ကျွန်တော်တို့ကတရားအိတ်ခန့်ဤအစာအများကြီးမစားရဘူးတော့ဒါကတော့ကျွန်တော်တို့ကအခု insomnia နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါဟိုအိမ်သွေးကူနီရောဒါဖြစ်စင်ရောပေါ့နော်တခါတည်းပြောပြပေးထားပါတယ်ဝင်မြပေးထားပါတယ်အဲ့တော့ နောက်ထပ်ဒုတိယအကြောင်းအရာကတော့ sleep apnea ဒါ sleeping disorder ထဲမှာကျွန်တော်တို့အတွေ့အများဆုံးကတော့ insomnia တော့လူတိုင်းဒါကြုံမှုကြမယ်ဒီ insomnia ဆိုတာကျွန်တော်တို့ခုနအိတ်ချိန်မမှန်လို့ပေါ့ဒီကတော့အိတ်အိတ်တာခက်ခဲတာပေါ့နော်ဒါမျိုးကတော့တော်တော်များများလူတိုင်းကြုံရလိမ့်မယ်ကျွန်တော်တို့ sleeping disorder လို့ခေါ်တဲ့ဒီအိတ်ဆက်ခြင်းပြဿနာမှာဒုတိယပြဿနာဖြစ်တယ် sleep apnea ပေါ့ sleep apnea ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့က အိတ်ရင်းနဲ့ကျွန်တော်တို့ကအိတ်နေရင်းနဲ့အသက်ရှူခဏခဏရက်တာပေါ့နော်ခဏခဏရက်တာပေါ့အဲဒါဆိုရင်တော့ကျွန်တော်တို့ကအလွယ်တကူပြောရင်တော့အိတ်ရင်းညာအိတ်ရင်းဟောက်တာပေါ့အဲဒါဆိုရင်ကျွန်တော်တို့ဟောက်တဲ့လူတွေဆိုဒါ sleep apnea ပြဿနာဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့လက္ခဏာတွေကဘာတွေလဲလက္ခဏာတွေကဘာတွေလဲဆိုတော့ကျွန်တော်တို့အတန်ကျဲလောင်ခွာဟောက်တာပေါ့အဓိကတော့သူ့ရဲ့အဓိကလက္ခဏာဟောက်တာပဲဟောက်မယ် ပြီးတော့အသက်ရှူမကြာခဏရက်မယ်အဲရက်တာကနေတခါတလေလန့်နိုးတာမျိုးတိဖြစ်သွားနိုင်တယ်အဲအဲ့တော့ကျွန်တော်တို့ကခဏခဏလန့်နိုးပါများရင်အဲကျွန်တော်တို့မနှက်ထားတဲ့အချိန်ခေါင်းကြိုက်တာခေါင်းမူးတာအဲတချို့စိတ်တူတာဒါမျိုးတွေဖြစ်တယ်အများစုကျွန်တော်တို့ဒီဟောက်တဲ့လူတော်တော်များများကညာအိမ်ဟောက်တဲ့လူတော်တော်များများကမနှက်ထားရင်တိတ်မလန်းဆန်းတာများတယ်မလန်းဆန်းရင်တော့ဘာဖြစ်လဲဆိုတော့ဒီတနေ့တာမှာစိတ်တူနေတာမျိုးဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ sleep apnea မှာကြတော့ကျွန်တော်တို့ကနှမျိုးခွဲလို့ရတယ်နှမျိုးခွဲလို့ရတယ် obstructive sleep apnea နဲ့ central sleep apnea ဆိုပြီးတော့နှမျိုးခွဲလို့ရတယ်ဒါတော့ဟိုပေါ့ theory ချက်ချပြောတာပေါ့နော်အဲ့တော့ကျွန်တော်တို့က obstructive sleep apnea ဆိုတာကျွန်တော်တို့ကဟိုအိတ်နေရင်းနဲ့ဒါအသက်ရှူခဏခဏရက်တာဖြစ်တဲ့အတွက်လေချောင်းမှာပိတ်သွားရင်တခုခု blockage ရှိနေရင်ပေါ့အဲဥပမာဒါ obstructive sleep apnea တော့ကျွန်တော်တို့ဘလို့အချိန်ဒီမှာဖြစ်တတ်လဲဆိုတော့ဒါဟုတ်တဲ့လူမှမဟုတ်ဘူးပေါ့ကျွန်တော်တို့ ီနှာစည်းတာတို့နှာခေါင်းပိတ်တာတို့အဲဒါမျိုးလူတွေမှာကျွန်တော်တို့ကဒီ osteoarthritis sleep knee sleep apnea ဆိုတာခုနကပြောတယ်အသက်ရှူဟိုခဏခဏရက်တဲ့ပြဿနာမျိုး ဖြစ်နိုင်တယ်အဲနောက်တစ်ခုကတော့ကျွန်တော်တို့က central sleep apnea central sleep apnea တော့ကျွန်တော်တို့ရဲ့ဒီ brain ကိုကခန္ဓာကိုယ်ရဲ့ဒီ center ပေါ့ brain ကိုကကျွန်တော်တို့ဒီဒီအသက်ရှူရက်ဖို့ကိုထိမ့်ချုပ်နေရပေါ့အသက်ရှူခဏခဏရက်အောင် လုပ်နေတဲ့ပြဿနာပေါ့အဲ့တော့ သူက type နှစ်မျိုးရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာကြတော့ကျွန်တော်တို့ကဘလို့ဘာတွေလုပ်လို့ရလဲပေါ့ဘာတွေလုပ်လို့ရလဲဆိုတော့ဒီဟောက်တာကတော့ကျွန်တော်တို့ကဟိုပြင်လို့မရဘူးပေါ့နော်ဒါသူ့အတူဖြစ်လာတဲ့အပိုင်းဆိုတော့အဲ့တော့ကျွန်တော်တို့ကဘာဟိုဟာလုပ်လို့ရမလဲဆိုတော့ဟိုဒီအရင်ခဏခဏညာအိတ်တဲ့အချိန်ဒီဟောက်တာထက်သူကအသက်ရှူရက်ရက်တာခဏခဏဖြစ်လွန်းရင်ခဏခဏထနေရရင်ပေါ့နော်သူကအသက်ရှူရက်သွားရင်လူကလန့်နိုးလာမှာပဲ ဲ့လိုဆိုခဏခဏဖြစ်လွန်းရင်ဒါမှမဟုတ်အဲ့ဒီအသက်ရှူရက်တာကနေပြီးတော့ကျွန်တော်တို့ကအော်စတရဲလျပြိတ်သွားပြီးတော့ရုတ်တရက်ဂျွတ်ထိုးတာတို့ပါတို့ခဏခဏဖြစ်ရင်ဒါကျွန်တော်တို့ဆရာဝန်အမြန်ဆုံးပြသင့်တယ်ပေါ့ဒါကတော့ကျွန်တော်တို့ကဒီ sleep apnea နဲ့ဆိုင်တဲ့ပြဿနာပေါ့နော်အဲတချို့ပြောကြတာတော့အဲတချို့ကြတော့ဟိုကျွန်တော်တို့ဟိုဝါရင်လည်းဖြစ်တယ်ပြောကြတာ ਉਹ ဝါရင်လည်းဖြစ်တယ်ပြောကြတော့ကျွန်တော်တို့ကအိမ်တွင်းခုထုံးပါဆိုရင်တော့ကျွန်တော်တို့က weight ပြန်လျှော့ရမှာပေါ့အဲတချို့ weight ပြန်ချလိုက်ရင်ဒီဟောက်တဲ့ပြဿနာကအော်တိုပြောက်သွားတယ်အော်တိုပြောက်သွားတယ်အဲတချို့အများစုကတော့ကျွန်တော်တို့ဒီဝါးတဲ့လူမှတွေ့ရတယ်ဝါးတဲ့လူမှတွေ့ရတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ weight ချမယ် exercise ပေါ့လေ့ကျင့်ခန်းနေသေးချာလုပ်မယ်အဲကျန်တာတော့ကျွန်တော် exercise အပိုင်းကတော့ခုနပြောလို့မနက်နေလေးထိပေးမယ်အဲအိတ်ချိန်လေးကိုတေးချာတတမမတ်လုပ်မယ်ညအိတ်ချိန်ကိုကဖင်းနဲ့ပတ်သက်တာတွေရှောင်မယ်ပြီးရင်ကျွန်တော်တို့ဖုန်း tablet အဲကျွန်တော်တို့ computer ပေါ့ laptop အဲပြီးတော့ကျွန်တော်တို့ဖို့ဟောပေါ့ TV တွေကြည်တာဒီ screen တိုင်းတွေကို electric device တွေကို short လိုက်ရင်ဒီဟာကျွန်တော်တို့ကဟိုဒါပျောက်သွားမှာပဲပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့က sleep apnea နဲ့ဆိုင်တဲ့အပိုင်းပေါ့တတိယအချက်ပေါ့တတိယအချက်ကတော့ကျွန်တော်တို့က narcolepsy လို့ခေါ်တယ်အဲဒါတွေကတော့နည်းနည်းလေးကျွန်တော်တို့ပြင်းထန်လာပြီပေါ့ narcolepsy ပါ narcolepsy ကဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့ကနှီးခင်းဘက်မှာအိမ်ငိုက်တာပေါ့ဒါလည်းတွေ့ဘူးကြမယ်ထင်တယ် နေကင်းဘက်မှာတချို့အိတ်ငိုက်တာအိတ်ငိုက်တဲ့ပြဿနာနေအိတ်ငိုက်တဲ့ပြဿနာကသူကဘာပြဿနာရှိလဲဆိုတော့ကျွန်တော်တို့ကဟိုပုံမှန်ကျွန်တော်တို့အိတ်ပြီးတဲ့ဆက်ဆက်ချင်းအိတ်ချင်းပေါ့နော်ဆက်ဆက်ချင်းအိတ်ပြီးဆိုရင် MREN sleep ဆိုတာနဲ့ကျွန်တော်တို့ကစရတယ် MREN sleep ဆိုတာနဲ့စရတယ်ပြီးမှကျွန်တော်တို့က REN sleep ကိုရောက်တာအဲ့တော့ကျွန်တော်တို့ကဒီ REN REN ဆိုတာဗာလေဒါလေးတော့အကျဉ်းမြင်သိထားရမယ်ပေါ့နော်ဟို N R E N ဆိုတာ Non Rapid Eye Movement R E N ဆိုတာ Rapid Eye Movement အဲဒါကျွန်တော်ဒီအိတ်ဆက်ခြင်းနဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုလေးတစ်ခုထပ်လုပ်ပေးဦးမယ်အဲ့လားလေးကိုထပ်ပြောပြပေးဦးမယ်เนาะဒါကတော့အခုအကျဉ်းလေးပဲမှတ်ထားလိုက်ပေါ့ M R E N နဲ့ R E N ဆိုပြီးတော့ N R E N Non Rapid Eye Movement နဲ့ R E N က Rapid Eye Movement အဲ့တော့ကျွန်တော်တို့ကအမြဲတမ်း8ရက်ဖြစ်စဉ် normal မှာကျွန်တော်တို့က ပုံမှန်ဘာကိုအရင်ဖြတ်တန်းရလဲဆိုတော့ MREN sleep MREN ကို ဖြတ်တန်းရတယ် MREN ကိုဖြတ်တန်းရတယ် MREN ပြီးမှကျွန်တော်တို့က REN stage ကိုရောက်တာအဲ့တော့ REN stage ရောက်ပြီဆိုရင်ဘယ်လိုသိရလဲကျွန်တော်အိမ်မောကြသွားပြီပေါ့အိမ်မောကြသွားပြီဆိုရင်တချို့အိမ်မောကြတယ်တချို့အိမ်မက်မက်တယ်အဲတချို့ဘာအိမ်မက်မက်မမက်ဘူးအဲဒီအဆင့်ကိုကျွန်တော်တို့က REN sleep ရောက်သွားတယ်လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့အခုနာကိုလက်စီမှာက တခုကြောက်ရတာက ကျွန်တော်တို့ तू อ่ะဖြစ်ရင် IEN fleet ကိုတန်းသွားတာသူ့ရဲ့ဖြစ်စင်မှာအဲ့တော့ကျွန်တော်တို့နေကင်းဘက်ကဲထားပါနေကင်းဘက်အိတ်ငိုက်တယ်အိတ်အိတ်ပျော်သွားတယ်ပေါ့အိတ်ပျော်သွားတာက तू อ่ะဘယ်ဟိုတန်းရောက်သွားတာလဲဆိုတော့ကျွန်တော်တို့ဒီ IEN fleet ကိုတန်းရောက်သွားတာအဲ့တော့ကျွန်တော်တို့ကဘလူမာပြဿနာတက်တက်လဲဆိုတော့ကျွန်တော်တို့ဥပမာလုပ်ငန်းခွင်မှာဥပမာဆောက်လုပ်ရေးလုပ်ငန်းတွေ construction မှာလုပ်နေရင်းနဲ့အိတ်ငိုက်တာမျိုးဆိုရင်ဒါကျွန်တော်တို့ဒီ ကျွန်တော်ဟိုဟာပေါ့ accident ဖြစ်နိုင်နေနောက်တစ်ခုကကားမောင်းရင်းနဲ့တချို့အားကြာဘူးမယ်ကားမောင်းရင်းနဲ့အိမ်ငိုက်တာအိမ်ငိုက်သွားတာကားမောင်းရင်းနဲ့အိမ်ငိုက်တယ်ဆိုတော့ကျွန်တော်တို့ဟိုလိုပုံမှန်ကျွန်တော်တို့ဟိုငိုက်တဲ့ပုံမျိုးမဟုတ်လုံးဝနစ်နစ်ချက်ချက်လုံးဝအိပ်ပျော်သွားတာအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကဒါဘာပြဿနာရှိတယ်လဲဆိုတော့ accident ဖြစ်နိုင်နေ accident ဖြစ်နိုင်နေ accident ဖြစ်နိုင်နေအဲ့တော့ကျွန်တော်တို့ကဒီနာကိုလက်စီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဟို ဟိုဘောဒီကျဲမာကြီးဘက်မှာတခြားဘာမှပြဿနာရေတော့ effect မရှိဘူးဒါပေမဲ့ကြောက်ရတာကျွန်တော်တို့က accident အပိုင်းကိုကြောက်ရတယ်ဒီကနေနောက်ဆက်သွဲဖြစ်နိုင်တဲ့ accident ကိုကြောက်ရတယ်သူက ien sleep လို့ခေါ်တယ်လုံးဝနှိမ့်နှိမ့်ချာချာအိပ်ပျော်တဲ့ stage ကိုတန်းရောက်သွားတာအဲ့တော့ကျွန်တော်တို့ကဘာပြဿနာရှိလဲဆိုတော့ accident ပြဿနာတွေကိုသတိထားရမယ်အဲ့တော့ဒါမျိုးတွေ့ပြီဖြစ်ပြီဆိုရင်တော့ဆရာဝန်အမြန်ဆုံးပြတာအကောင်းဆုံးပဲခင်ဗျအဲ့တော့ကျွန်တော်တို့က ဒီအိပ်ဆက်ခြင်းဆိုင်ရာ ပြဿနာနံပါတ်၄ချက်ပေါ့နော်ပါရာဆော်မနီယာပါရာဆော်မနီယာပါရာဆော်မနီယာဆိုတာကကျွန်တော်တို့ကဒီကျွန်တော်တို့အိပ်အိပ်ပျော်တဲ့ချိန်မှာမူမမှန်တဲ့အပြုတ်အမူဒါမှမဟုတ်မူမမှန်တဲ့လှုပ်ရှားမှုဒါကိုကျွန်တော်တို့ကပါရာဆော်မနီယာလို့ခေါ်တယ်ဒါကကျွန်တော်တို့ ျွန်တော်တို့ဆိုဂျုံဘူးတယ်ဗောနော်ကျွန်တော်ညီအရင်မှာဂျုံဘူးတယ်အဲဘာလဲဆိုတော့ကျွန်တော်တို့ညားပတ်တွေတချို့ထရောင်တာအလွယ်ကူပြောရင်ထရောင်တာဗောရောင်တာရှိမယ်အဲတချို့လမ်းလျှောက်တာညားပတ်လမ်းထလျှောက်တာဒါအက်တိုမေဘီဟေဗီယာတွေလောက်တာဗောနော်တချို့អော်တာတချို့ထအော်တာဗောအဲကျွန်တော်ဒါဒါကိုသွေးဗောနော်ညီနောင်ကဖြစ်ခဲ့တဲ့ဟာဆိုရင်ညားပတ်မှာသူကထပြေးတာပြေးတာသူ့ကိုကြည့်လိုက်မျက်စိမိတ်ပြီးတော့ပြေးနေတာဗောနော်တော်တော်များများကကျွန်တော်တို့ဦးလေးတို့ဗာတို့ဆိုရင်ဒါထင်တာအာဒါတခုခု ဝင်ပူးတယ်ဝင်ကက်တယ်ပေါ့နော်တကယ်ကတကယ်ကတော့ဒါဟိုကျွန်တော်တို့ဒီလက္ခဏာဒီအခုအိတ်ဆက်ချင်းဆိုင်ရာလက္ခဏာထဲမှာပြဿနာထဲမှာပါတာပေါ့အဲ့တော့ဒီပါရာဆိုနီးယားမှာကျွန်တော်တို့က2မျိုးခွဲထားတယ်2မျိုးခွဲထားတယ်ဆိုနမ်ဘူလစင်နဲ့ကျွန်တော်တို့က night trauma ဆိုပြီးတော့2မျိုးရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီဆိုနမ်ဘူလစင်ဆိုတာကကျွန်တော်တို့အခုအခုအိတ်ရင်းနဲ့ကျွန်တော်တို့ခုနညလမ်းလျှောက်တယ်အဲတချို့ကြတော့မျက်စိမိတ်ပြီးအိတ်တယ် အိတ်ပြီးတော့ကျွန်တော်အိတ်နေရင်းနဲ့ကျွန်တော်ဥပမာအပေါ်အပားထသွားတာ toilet ဝင်တာအဲဒါမျိုးတွေအထိတချို့ကောင်းကောင်းဟိုဟိုလုံနေရပါတော့ function လုံနိုင်နေပါတော့အဲ့လိုဆိုတော့ဒါကဒီညဘက်လမ်းထလျှောက်တဲ့လိုပဲမှတ်လိုက်ပေါ့အဲအဲ့ဒီဥစ္စာကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ကျွန်တော်စွန်နံပြူလစင်လို့ခေါ်တယ် night trauma ကြတော့သူကဘာလဲဆိုတော့ဆူဆူဝါဝါလက်နိုးပြီးអော်တာ ဆူဆူဝါဝါတချို့ကြတော့ဆူဆူဝါဝါတချို့ဥမာအိမ်မက်ထဲမှာဥမာပေါ့ဒါ IEN sleep ကိုသူကရောက်တာဟုတ်သူကလေအဲ့လိုဆိုတော့သူကဆူဆူဝါဝါသူကဘာဖြစ်လဲဆိုတော့ဥမာတချို့ဟိုခြောက်ထဲပြုတ်ကြတာအိမ်မက်မက်တာတို့အဲတချို့တချို့ကျွန်တော်တို့အရင်ဟိုအဖွားတို့ဘာလို့ဆိုရင်ဒါပြောရတယ်ကျွန်တော်တို့အဖွားဆိုလေဥမာဟိုဆန်စီဆန်ဟိုထမင်းကိုတက်တက်နေမိရင်အိမ်မက်ဆိုးမက်တက်တယ်တို့အဲအဲ့လိုမျိုးပေါ့အဲ့လာတော့သူကအယူပေါ့နော်တကယ်ကတော့ဟိုဒါမဲ့ အဲ့အဲ့ဒီဟာပုံစံမျိုးပေါ့တကယ်ပြောရင်ဟိုကျွန်တော်တောင်ပေါ်ကပြုတ်ကြပြီးတော့ရုတ်တရက်လန့်ပြီးနိုးလာတာဒါအတန်ထွက်မှာမဟုတ်ဘူးလန့်နိုးလာတာဒါမှမဟုတ်တချို့ကြတော့လေကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဒီအိတ်နေင်းနဲ့ရုတ်တရက်ထထိုင်ပြီးတော့စစဝဘာအော်ဟစ်တာပေါ့နော်အော်တာပေါ့အဲဒါမှမဟုတ်တချို့ကြတော့လေသူမနေကင်းဘက်မှာသူလှုပ်ထားတဲ့အလုတ်ကိစ္စတွေကိုစကားပြောတာอืมဒါမျိုးတွေဒီအကြည့်နေတဲ့မိတ်ဆွေတို့ကြုံမှုကြမယ်ထင်တယ်ကျွန်တော်ထင်တာတော့ အဲကျွန်တော်တို့ live မှာလည်းတော်တော်များများဒါမျိုးတွေတွေ့ရတယ်ဒါပေမဲ့ဒါကယောဂမဟုတ်ဘူးတကယ်ကဒါကသူကသူပျောက်သွားတယ်သူကသူပျောက်သွားတယ်ကျွန်တော်တို့ဘာမှဟိုလိုကြီးဟိုဟိုဟိုထွေထွေထူးထူးဘာမှကုသမှုဘာမှလှုပ်เสียရကိုမလိုဘူးဒါပေမဲ့အရန်ဆိုးရင်တော့တမျိုးပေါ့နော်အရန်ဆိုးရင်တော့တမျိုးပေါ့ဟိုတော်တော်များများတော့အဲ့လိုဖြစ်တဲ့ပြဿနာကကျွန်တော်တို့မျိုးရိုးလိုက်တတ်တယ်မျိုးလိုက်တတ်တယ်မိဘဘိုးဘွားမှာ အဲဒါမျိုးကျွန်တော်တို့ခုနပြောလို့ပါရာဟိုပါရာဆိုနီယာပေါ့ဒီလိုပုံစံမျိုးရှိရင်ဒီမှာညာဟိုမိဘမျိုးယူမှာဟိုညာဘက်လမ်းထားလျှောက်တာတော့ပေါ့ဒီလိုမျိုးအကျင့်ရှိရင်အဲဒါဖြစ်တတ်တယ်ပေါ့နော်ဒါကတော့မျိုးယူနဲ့လဲတခါစလေစိုင်နေပေါ့အဲနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့က hypersonia ကျွန်တော်ပထမတရားကိုတိတ်ထဲမသွတ်ထားဘူးပေါ့နော်ဒါပေမဲ့ပြောတော့ပြောပြပေးလိုက်မယ်သူကဘာနဲ့နည်းနည်းသွားဆင်လဲဆိုတော့ကျွန်တော် နာကိုလက်စီနဲ့နည်းနည်းလေးသွားဆင်းတယ်နည်းနည်းလေးသွားဆင်းတယ်ဒါမှမတူတဲ့အချက်က तू ကကြတော့တစ်ချိန်လုံးအိတ်ချင်နေရသူ့ရဲ့ပြဿနာ hypersonia ဆိုတာတစ်ချိန်လုံးအိတ်ချင်နေလို့မှတ်လိုက်တော့မတူတဲ့အချက်ကပေါ့နော်ဟိုကကြတော့ကျွန်တော်တို့ကညဘက်တွေကျွန်တော်တို့ညဘက်တွေဥမာဟိုညဘက်အိတ်နေပြီနေမယ်နည်းနည်းချာချာမအိတ်ဘူးအဲဒါမဲ့ तू ကဟိုမနှက်ကြရင်အခုနပြောလို့ပေါ့အဲနာကိုလက်စီကဟိုရုတ်တရက်အိတ်ငိုက်တာမျိုးအဲဒါမျိုးပေါ့ဒီဟာကြတော့ကျွန်တော်တို့ hypersonia ကြတော့ကျွန်တော်တို့ကလုံးဝ တစ်ချိန်လုံးသူ့ကိုကြည့်ရင်အိတ်ချင်နေရနေခင်းဘက်လည်းအိတ်ချင်နေအလုံးလုံးရင်းနဲ့လည်းအိတ်ချင်နေအညလည်းအိတ်တာပဲပုံမှန်ဒါပေမဲ့အိတ်ချင်နေတယ်အမြဲတမ်းဒါကိုကျွန်တော်တို့က hypersonia လို့အလွယ်တကူမှတ်လိုက်တာပေါ့နော်အဲ့တော့ hypersonia ကဘယ်လိုလူမျိုးမှဖြစ်မှာလဲဆိုတော့ကျွန်တော်တို့က thyroid hormone အထွက်နေတဲ့လူတွေမှာအတွေ့အများတယ် hypothyroidism လို့ခေါ်တယ်အဲကျွန်တော်တို့ဒီ medical အခေါ်ဝေါ်ရဆိုရင်တော့ဒါမျိုးတွေမှာအဖြစ်များတယ်ဒါပေမဲ့ဒီဟာလဲအဲ့လိုပဲကျွန်တော်တို့ကဒါကတော့ကျွန်တော်တို့ဒီဖြစ်ပြီဆိုရင် အဲကျွန်တော်ခိုက်ဖို့တိုက်ရတဲ့ဆိုင်ကတော့ကျွန်တော်တို့ကဒီဆရာဝန်နဲ့ပြပြီးတော့ပူတာမှုလုံးမှရမှာပေါ့နော်အဲတော့ကျွန်တော်တို့ဒီတိုင်းအိမ်သွင်းကုထုံးနေတော့ဒီကောင်ကမရဘူးကျွန်တော်တို့အထက်မှာကျွန်တော်ခုနပြောတဲ့အခုဒီ exact ချင်းဆိုင်ရာပြဿနာထဲမှာကျွန်တော်ကိုယ့်ကကိုယ်ကောင်းကောင်းလုပ်လို့ရတာ manage လုပ်လို့ရတာကကျွန်တော် insomnia တခုပဲရှိရတယ်တကယ်ပြောရရင် insomnia ရယ်နောက်တစ်ခုကကျွန်တော် parasomnia ရယ်ပေါ့ခုနကျွန်တော်ပြောသွားတဲ့ထဲမှာ insomnia အဲပြီးတော့ sleep apnea အဲပြီးတော့ narcolepsy parasonia hypersonia ကိုအဲ့ထဲမှာကျွန်တော်တို့ကထိန်းလို့ရတာ insomnia နဲ့ကျွန်တော်တို့ဒီ parasonia တော့သူကသူဒါပျောက်သွားတာပဲဒါပေမဲ့နောက်ထပ်တစ်ခုကကျွန်တော် sleep apnea လည်းအဲ့လိုပဲပေါ့ကျွန်တော်တို့ဥမာ weight weight တက်လို့ဝါလို့ဖြစ်တာဆိုရင်လည်းကျွန်တော်တို့က weight weight short လိုက်ရင်ဒါ auto ပြန်ပျောက်သွားတာမျိုးပေါ့အဲ့တော့ပြောလို့ရတာကျွန်တော်ဒီ၃ခုကတော့ကျွန်တော်တို့ထိန်းချုပ်လို့ရတယ်ဒါကိုယ်တိုင်ကျွန်တော်တို့ဟိုဆရာဝန်ပြပြမလို့ပဲ ਨੇ အဲကိုကကိုဒါ8ချိန်နေစားချိန်နေတတိထားလိုက်ရင် ဒါရသွားမယ့်အားပေါ့နော်ဟိုခုနပြောတဲ့ Nago Lexi နဲ့ကျွန်တော်တို့ Hypersonic ကတော့ဟိုဖြစ်ခဲ့ရင်ဆရာဝန်ပြမှာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်အဲ့တော့အခုဗီဒီယိုလေးကနေပြီးတော့ဘူးသူတာတွေအများကြီးရရှိသွားမယ်လို့ညွှန်လင်းပါတယ်ဒီအိတ်ဆက်ခြင်းနဲ့ဆိုင်နေပေါ့နော်အိတ်ဆက်ခြင်းဆိုင်ရာပြဿနာလေးနဲ့ပတ်သက်ပြီးတော့ဘူးသူတာတွေရရှိသွားမယ်လို့ညွှန်လင်းပါတယ်အဲ့တော့ဘူးသူတာတွေရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာအဲ့တော့ တွားချမ်းမာကြီးရောအထူးထူးချမ်းမာကြီးနဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းအခုဗီဒီယိုလေးရဲ့ comment ရဲ့အောက်မှာကျွန်တော်တို့မိကွန်းလေးတွေမေးပေးခဲ့လို့ရပါတယ်အဲ့ဒီမိကွန်းလေးနဲ့ပတ်သက်ပြီးလည်းကျွန်တော်နောက်ဗီဒီယိုလေးမှာထပ်ပြီးတော့ကျွန်တော် sharing ထပ်လုပ်ပေးပါဦးမယ်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်ကြပါစေခင်ဗျာ thank you